န်းစားချက်ကတော့ဒီဟိုဟာပေါ့ညီကိုရင်းနဲ့မောင်နှမရဲ့တန်ရောစဉ်မြစ်တာအအဓိကအဲ့ချစ်တဲ့စိတ်လေးနဲ့ရရတာပေါ့ဟုတ်အဲ့လိုလေးပဲအားလုံးကလည်းဝိုင်းပြီးတော့ပြောပြတင်ပြပါရဟုတ်လေးကငါတို့တုံးရောင်လုံးတွေအရန်ကိုတံမိုးထားရတဲ့ရဲနာပေါ့ကျုပ်တို့ရဲ့ဘွားငါတို့ညီမလေးပုံမဲ့လေးအောင်ချဲရသေးရလေလေးကငါတို့ပုံရဲ့ပြီးအောင်လုပ်ဟိုဒီတချင်းလေးတွေရွေးထားတာကတော့ဒါဥခင်လိုင်းရဲ့ idea ပေါ့နော်ဟုတ်အဲကျွန်တော်အကလည်းအကောင်းဆုံးတိစက်တာပါအဲ့ဒီအလေးကတကယ်လေးချစ်ဖို့ကောင်းတယ်ဒါ trailer မှာဆိုတာဇလန်းကိုကြည့်တဲ့အချိန်မှာဒါ trailer ကြီးပဲဖြတ်ပြတဲ့အချိန်မှာတောင်ဒါတော်တော်ကြည်နူးဖို့ကောင်းတယ်တကယ်ဇလန်းနဲ့မှာတောက်လျှောက်ကြည့်နေလို့ရှိရင်အဲ့ဒီအလေးကတော်တော်ကြည်နူးဖို့ကောင်းပါတယ်ဟုတ်မလီးရေမိုင်လိုက်ကိုကြည့်ကို ကျွန်တော်လည်းအကောင်းဆုံးတော့တက်နိုင်သလောက်ကြိုးစားထားပါတယ်အဲညှော်လင့်နိုင်ညှော်လင့်နိုင်ဒါပြိတက်အဲဆုံးဖြတ်ပြီးတော့ပြိတက်အဲဘာတန်နေပြောကြမလဲဘာစကားတွေကြားရမလဲဆိုတော့ကျွန်တော်လည်းညှော်လင့်နေပါတယ်အဲရေကုန်နေပါတယ်အခုဒီဒီမှာအဲ့ဒါကြားရမယ်ဆိုတော့ဘယ်လိုအတန်နေကြားရမလဲဘာစကားတွေကြားရမလဲဆိုတော့ရေကုန်ပါတယ်ဟုတ်ကာရိုက်တာကတော့အောင်စီအောင်မောင်းဆိုတဲ့အတိုင်းပဲညီကို၃ယောက်ကာရိုက်တာပေါ့နော်အဓိကကတော့ဦးခင်လိုင်က ဒီမောင်းဝဲဆိုတဲ့ငွေမောင်းဆိုတဲ့နေရာကိုကျွန်တော်တတိတရားနဲ့လမ်းခေါ်ပြီးတော့ဒီနေရာလေးအဲရိုက်ပလားပါညာဆိုတာနဲ့ရိုက်ဖြစ်တာပါဟုတ်ပြီ။လေးကငါတို့တုံးရုံလုံးတွေရန်ကိုတံမိုးထားရတဲ့ရဲနာပြည်သူတို့တို့ရဲ့ဘဝငါတို့ညီမလေးပုံမှန်လေးအောင်ချဲရသေးရလေ။လေးကငါတို့ပုံရဲ့ပြည်ဝင်တယ် တဲ့အမှာဖွဲရဒီမှာညီကုန်လေဆုံးဆိုတော့လေဒီကရီတာနောက် population ရှေ့မှာတင်းဆောင်ပုံလေးမျိုးတော့မဟုတ်ပါဘူး။ဒီကားလေးမှာတော့ကောင်းကောင်းလေးဆောင်တာပေါ့။ဘာကလဲဆိုတော့ဟိုပါလေအကုန်တက်ပြီလေအကုန်တက်ပြီလေပြီးတော့မတင်တာအကုန်ဖက်ပြီလေဒီဟာလေးကိုတို့ကြာကိုနေတို့နောက်တရနောက်ပြီးတော့အဲ့ကာအမတို့ချီတည်တာလေးမှာဥပတိမှာတို့အာမိမခိုးပေးတဲ့ဟာလေးအဲ့ဒါလေးတော်တော်လေးချွေလာမှာလဲပါကြီးရဟုတ်လားဟုတ်လား မဟုတ်ဘူးခင်ကျော်တော်လို့နေနေတော့ပတ်သက်မပေးချင်တာငါတို့ကသူများမင်္ဂလာဆောင်ကနေမနေ့ခိုးလာတယ်အကောင်မလေးမင်္ဂလာဆောင်ကမနှက်ပြမှာကွာဩအဲခန်းစားချက်ကတော့ဒီဟိုဟာပေါ့မီကိုရီနဲ့မောင်နှမရဲ့တန်ရောစဉ်မြစ်တာအအဓိကအဲ့ချစ်တဲ့စိတ်လေးနဲ့ရရတာပေါ့ဟုတ်အဲ့လိုလေးပဲအားလုံးကလည်းဝိုင်းပြီးတော့ပြောပြရစီတင်ပေးပါရဟုတ်အဲအဓိကကတော့ဒီဟာဒီလိုလေးလှုပ်ဖို့ဒီတချင်းလေးတွေရွေးထားတာကတော့ဒါဥခင်လိုင်ရဲ့ idea ပေါ့နော်ဟုတ်အဲကျွန်တော်ဥခင်လိုင်အကောင်းဆုံးတိစက်တာပါအဲ့ဒီဟာလေးကတကယ်လေးချစ်ဖို့ကောင်းတယ် ါထရီလာမှာဆိုတာဇလန်းကိုကြည့်တဲ့အချိန်မှာဒါထရီလာကြီးပဲဖြတ်ပြတဲ့အချိန်မှာတော့ဒါတော်တော်ကြည်နူးဖို့ကောင်းတယ်တကယ်ဇလန်းထဲမှာတောက်လျှောက်ကြည့်နေလို့ရှိရင်အဲ့နေရာကြီးကတော်တော်ကြည်နူးဖို့ကောင်းပါတယ်ဟုတ်အဲတဝင်းတူတယ်ပေါ့နော်အဲ့လိုတဝင်းတူတယ်ဒေါသထွက်တယ်အဲ့လိုမျိုးပဲပေါ့ဟုတ်အဲ့တော့ကျွန်တော်အငယ်ဆုံး character ဆိုတော့အငယ်ဆုံးဆိုရဲမှုလေးကိုလည်းတွင်းထားရတာပေါ့ဟုတ် ညီမလေးပဲသူထားတယ်။အဲ့ဒီထဲမှာအပြင်းကရိုက်တာလိုပါပဲ။အပြင်းကရိုက်တာလိုပါပဲ။အဓိကတင်စာတို့ဘောဆုညီမတင်စာတို့လိုမျိုးမှုပဲပေါ့နော်။နောက်တော့နော်ဖောကလည်းအဲဘာပဲပြောကိုညီမတယောက်လိုပဲဆိုတော့အကုန်လုံးအဆင်ပြေပါတယ်အပြင်မှာလည်းဟိုရင်းနေမှုခင်တာညီမလိုပဲဖြစ်နေတာဟုတ်ခံစားခဲ့ရတာကတော့ဒီဒီအဲ့ဟိုပါဒီဟိုကိုကြီးညီမလေးဆိုတဲ့နေရာလေးမှာလည်းဒါ ိုခန်းစားချက်တခုပေးတယ်ပေါ့နော်နောက်ပြီးတော့ဒီရုပ်ရှင်ထဲမှာပါတယ်နောက်ဆုံးခန်းဆိုလို့ရှိရင်လည်းတော်တော်ကိုရင်ထဲမှာတော်တော်ခန်းစားရတဲ့ခန်းလေးပေါ့အဲအဲ့ဒါကတော့ဟိုအဲ့ဒါကတော့ဘယ်လိုပြောရမလဲ အဲစိတ်တယ်လို့လည်းမဟုတ်ပါဘူးကျွန်တော်လည်းအများကြီးရိုက်တာတော့မရှိပါဘူးဒါပေမဲ့အဲ့လိုပဲပေါ့အခုနဲ့အဆင်ပြေမယ်တင်တဲ့ဟာလေးတွေကိုယ်လာပြောလို့ရှိရင်တော့ရိုက်ဖြစ်ပါတယ်ဟုတ်ကျွန်တော်အဲ series တစ်ခုလည်းရိုက်ထားတယ်အဲ series လည်းဒီလိုပုံစံမဟုတ်ဘူးနောက်ထပ်ပုံစံတစ်ခုပေါ့ဟုတ်အဲကျွန်တော်လည်းအကောင်းဆုံးတော့တက်နိုင်သလောက်ကြိုးစားထားပါတယ်အဲမျော်လင့်တာမျော်လင့်တာဒါပရိသတ်အဲဆုံးဖြတ်ပြီးတော့ပြိတ္တဘာသာနေပြောကြမလဲဘာစကားတွေကြားရမလဲဆိုတော့ကျွန်တော်လည်းမျှော်လင့်နေပါတယ်ဟုတ် အဲဒီစကားရိုက်ရဲ့အချိန်မှာလည်းဒီမောင်ဝက်ကရီယာပေါ်မှာသူတကယ်ကိုအောက်ဆုံးပြေးဆောင်နေတာပေါ့။ဒီလိုကြောင့်ပါတယ်။ကားလေးကိုကြည့်ပြီးတော့လည်းပိတ်သက်တွေချိန်နေမှာလို့တကုံးဘက်ကရွာမှာသွားရိုက်တော့အဲသူကတော့ချက်လိုက်လာပြီးရယ်လိုက်လာပြီးရယ်တော့ကျွန်တော်တို့လည်းအားရှိရယ်ဟုတ်ပြီဒီကအမတ်တရားတွေအများကြီးပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအဲတကုံးတိုင်ရွာပေါ့နော်တိုင်တကုံးကတကုံးတိုင်တကုံးတိုင်နေတယ်တကုံးတိုင်ရွာမှာဆိုလို့ရှိရင် အဲကျွန်တော်တို့အဲ့မှာရိုက်ကြရရိုက်ကြတဲ့အချိန်မှာကျွန်တော်ရေကြီးတယ်ရေကြီးတော့ကျွန်တော်တို့အဲ့မှာအဲ့လိုတောင်နေတင်ပြီးကျွန်တော်တို့ကနေပြည်တော်မှာနေတယ်ကဲသေးကြီးတွေအဲကျွန်တော်တို့အလူတွေလည်းအများကြီးအဲကျွန်တော်တို့ကိုယ်တိုင်လည်းဒုက္ခရောက်တယ် ဒါပေမဲ့လူတွေလည်းကျွန်တော်တို့အများကြီးလုပ်ဖြစ်တယ်အိုင်နာပဝင်းကျင်ရဲ့လူတွေဘုန်းကြီးကျောင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဇက်ဝင်ကန်းနေထဲမှာတော့ပါသေးတယ်ဒီအကုန်လုံးဟိုအဲ့လိုမျိုးပေါ့နော်လူရာတန်းတာတွေရောပြီးရင်ဒီအဲ့ဒုက္ခရောက်လို့ဘုန်းကြီးကျောင်းမှာကြောင်းလာတဲ့လူတွေရောအဲ့လိုမျိုးတွေပေါ့ပါတယ်လုံးဝအဓိကလုံးဝအမှတ်တရကျွန်တော်ဆိုလို့ချင်းအဲ့လိုကြီးကြီးတယ်ပြီးတော့ဒီကရိုက်တဲ့အချိန်နဲ့ဟိုရှိုးပွဲတစ်ခုနဲ့ ိုက်တယ်ရုပ်ပဲတစ်ခုပြတ်တယ်အဲ့လိုမျိုးပေါ့အဲရုပ်ပဲတစ်ခုတောင်းဆိုလိုက်ရအောင်ဒီကားရိုက်တယ်ပြီးရင်အဲ့မှာနေပြီးတော့မှနေနေနဲ့ရုပ်ပဲတစ်ပွဲရှိတယ်အဲ့တစ်ပွဲလည်းပြတ်အဲ့လိုမျိုးပေါ့နော်အဲ့လိုအမတ်တရားတွေကအများကြီးပဲအဲလုံးဝအမတ်တရားများအဲ့ရေကြီးတာတော့လုံးဝအမတ်တရားကျွန်တော်တို့ကနေပြီးတော့မှအိတ်တယ်ပြီးရင်တက်ကုန်းကိုလာတနေ့ကိုတနအိခွဲလောက်ကားမောင်းပြီးသွားတယ်ပြီးရင်ပြန်သွားတယ်အဲတက်ကုန်းမျိုးမှအိတ်တဲ့ချိန်လည်းအိတ်တယ်အဲ့လိုမျိုးဟုတ်ခဲခဲအများကြီးပေါ့ပေါ့သွားလာတာလမ်းကြီးအဆင်မပြေတာတွေပြီးရင်ဒါမဲ့ကျွန်တော်တို့ကံကောင်းနေတော့ကျွန်တော်တို့ရေကူးရေးလုပ်နေတဲ့ရွာလေးက အရင်အခြေအနေမစိုးဒါပေမဲ့ဒီပတ်ဝန်းကျင်တစ်ခုလုံးမျိုးပေါ်မှာတော့တော်တော်အခြေအနေစိုးတယ်အဲကျွန်တော်တို့ကတော့ဒီသွားတာလာတာတွေကတော့အခက်အခဲအများကြီးဖြစ်တာပါအဲ့ဒါဝေးပါ။ဒါဆိုတော့ဒီပညာရှင်တွေကအဓိပ္ပာယ်အလုပ်ကိုလုပ်နေရတဲ့အကုန်လုံးကလေပျော်နေကြတာပဲ။ဖြစ်ဆက်ပြီးတော့လည်းရရင်ရတော့ အဲဟုတ်ဒီအောင်စီအောင်မောရွှေရှင်စကားကြီးမှာကျွန်တော်တို့ညီကို၃ယောက်လုံးရောကုနေတော့ရောနော်ဘောရောဦးခေလိုင်ရောအားလုံးအများကြီးစူးစမ်းထားကြပါတယ်ဒီအောင်စီအောင်မောတင်းတစ်ခုလုံးအားလုံးစူးစမ်းကြစူးစမ်းထားကြပါတယ်အဲ့တော့အားလုံးလာရောက်ကြည့်ရှုဖို့လည်းဖိတ်ခေါ်ကြပါတယ်ဟုတ်